အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြည့်ကြပါရစေ။ဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသားမှာလဲဆိုတော့လက်ရှိကျင်းပနေတဲ့ FIDE World Cup ရဲ့ Round 3ပွဲစဉ်တွေကတပွဲကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်။ဒီကျွန်တော်ဒီနေ့အခုတင်ဆက်ပေးမယ့်ပွဲကတော့အဲ Round 3ဘုတ်ဝါမှာကစားခဲ့ကြတဲ့ Gukesh နဲ့အဲ Frederick တို့ကစားခဲ့ကြတဲ့ကစားပွဲလေးကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်။ ဒီပွဲမှာတော့ Gukesh ကအဖြူကစားကိုကန်ဆောင်သွားမှာဖြစ်ပြီးတော့အဲ Frederick ကတော့အမဲကစားကိုကန်ဆောင်သွားမှာဖြစ်ပါတယ် Gukesh ကတော့ပြောမယ်ဆိုလို့ရှိရင်ဒါလက်ရှိကမ္ဘာချန်ပီယံဖြစ်တယ်အဲ Gukesh ရဲ့လက်ရှိ rating ဒီ2952ဖြစ်ပြီးတော့တစ်ဖက်ကအမဲကစားသမားရဲ့ rating ကတော့2638ဖြစ်တယ်အဲ့တော့ဒီဟာဒီ round 3ရဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်တယ် round 3ရဲ့ပထမပွဲစဉ်မှာတော့ဝါဆိုရင်တော့တည်ရခဲ့တယ်အတည်ရခဲ့ဖြစ်တဲ့အကြောင်းဒီဒုတိယပွဲစဉ်မှာအဲနိုင်တဲ့သူကနောက်တစ်ဆင့်တက်မယ်ရှုံးတဲ့သူကတော့ အိမ်ပြန်မယ်ထွက်ရမယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီပွဲလေးကိုစပြီးတော့ခြိလိုက်မယ်အဲ့တော့ Lucas ကအဖြစ်ကနေပြီးတော့ E4 တက်ခဲ့တယ်။ဒါကိုအမဲကနေပြီးတော့ Frederick က E5 နဲ့ပြန်ပြီးတုံးပြန်တယ်။ Knight F3, Knight C6, Bishop C4. Lucas ကတော့ Italian ဟိုပဲရွေးချယ်ခဲ့တယ်ပေါ့နော်။ Italian ရွေးချယ်ခဲ့တယ်။တစ်ဖက်ကလည်းဘာပြန်လုပ်လဲဆိုရင် Knight F6 တွေပါလုပ်တယ်ပေါ့။ဒီနေရာမှာတချို့ကြတော့ကစားတဲ့ကစားပုံကစားနည်းတွေအများကြီးရှိတယ်။ဒီနေရာမှာ Knight G5 တွေပါလည်းလာလာတယ်။အဲရှိတယ်။ အဲဒါပေမဲ့ဒီ cash ကတော့ဘာပဲရွေးချယ်ခဲ့လဲဆိုရင် D3 ရိုးရိုးရှင်းရှင်းဟိုပဲရွေးချယ်ခဲ့တယ်ပေါ့နော်အဲ D3 Evo Bond ကို supporting ပေးလာတယ် Bishop ရဲ့ diagonal လေးဖွင့်ပေးလာတယ်ပေါ့အဲ Bishop C5 Bishop C5 by Gasling D6 C3 အဲ C3 မှာအမဲကနေပြီးတော့ဗာရှိခဲ့လဲဆိုတော့ A5 ဆိုပြီးရွှေ့ခဲ့တယ်။ဒီ A5 ရဲ့ idea ကတော့မလို့ချင်တာလဲဆိုတော့သူက B4 မတက်နိုင်အောင်တားထားတယ်လို့ပြောလို့ရတယ်ပေါ့နော်။အဲ Bishop က C5 မှာပဲနေမယ်။အဲတစ်ဖက်ကိုလည်းပုန်းတွေကို advance ပေးမလို့ဘူးအရှိ့ကိုပေးမတက်ခိုင်းဘူး B4 square လေးကိုတားထားတယ်။အဲတစ်ဖက်က Gugash ကဗာရှိခဲ့လဲဆိုတော့ Rook E1 သူရဲ့ Rook တွေကို activate လုပ်ထားတယ်။အဲ file မှာနေရာယူထားတယ်။ Castle လုပ်တယ်ပေါ့နော်။အဲ Castle လုပ်တဲ့အချိန်မှာဗာရှိဆက်ရှိလဲဆိုတော့ အဲ H3 ဒါတော့ Nike G4 တွေပျော် G4 တွေမလာနိုင်အောင်တားထားတယ်အဲ့လိုပဲတဖက်ကအမေကစားသမား Frederick ကလည်း H6 လေးပဲပြန်တက်ထားတယ်ဒါသည်အဲ Nike G5 တွေပျော် G5 တွေမလာနိုင်အောင်တားထားတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆို Google Cash ကကစားပွဲထဲမှာမရှိခဲ့လဲဆိုတော့ Nike BD2 ဒါတော့သူ့ရဲ့မထောက်ကသေးတဲ့ကစားငေါတကောင်ကိုအဲအပြင်ထုတ်လာတယ်လို့ပြောလို့ရတယ်အဲ့ချိန်မှာအမေကဗာပြန်ရှိခဲ့လဲဆိုတော့ Bishop B6 ပေါ့ဒီ Bishop B6 ကတော့ဒါ နည်းနည်းဒီ waiting လုပ်တယ်လို့ပဲပြောလို့ရတယ်ပေါ့နော် bishop ကြီးကိုအဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီ knight d2 အကောင်ဒီအဲ knight b3 တွေလာပြီးတော့ bishop ကို attacking အဲလှုပ်ရှင်တာလည်းဖြစ်နိုင်တယ်အဲအတွက်ကြောင့်ဒီနေရာမှာအဲ bishop လေးကိုနောက်လေးပဲတကွက်ပြန်ဆုတ်ထားလိုက်တယ်ပေါ့နော်အဲ့တော့ knight နဲ့လာချိန်မှာပြေးရတာဆိုရင်ဒီနေ့လေးကြိုပြီးတော့ရှောင်ထားတယ်လို့ပြောလဲမှားဘူးပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကစားပွဲထက်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာအဲ google cache ကဘာရွှေ့ခဲ့လဲဆိုလို့ရှိရင် a4 တက်တယ်ဒါတော့ a4 ကတော့ ဟိုဘာလို့ကျင်တာလဲဆိုတော့အမဲရဲ့ပုံးလေးကိုထပ်ပြီးတော့အဲ A4 ဆိုပြီးတော့ advance ပေးမတက်ချင်ဘောเนาะပေးမတက်ချင်တာဖြစ်တော့ကြောင့် A4 လေးနဲ့ပဲသူက break ထိုးထားတယ်အဲမှာ bishop ဒီနေရာမှာအမဲကနေပြီးတော့ရွှေ့လို့ရတာဒီအဲ bishop e6 တွေပါလဲရွှေ့လို့ရတယ်ဒါမှ bishop d7 လဲရွှေ့လို့ရတယ်ဘောเนาะ bishop e6 ကတော့ဟိုများသောအားဖြင့်အဲကစားကြတယ်ဘာ bishop ရဲ့ e6 စားမယ်ဆိုရင် f တဲ့ e6 ပြန်စားမယ်အဲဥပမာဖြင့်အဲ့မှာထပ်ပုံးဖြစ်သွားတယ်ဆိုပေမဲ့ဒီနေရာမှာ e6 ကိုရောက်လာတဲ့ပုံးလေးဒီ d5 တွေ f5 တွေကိုတားထားတာဖြစ်တဲ့အတွက်ကြောင့်ဒါဘာပဲဖြစ်ဖြစ် မစိုးဘူးပြီးတော့မှတစ်ချိန်ချိန်မှာအမေကနေပြီး D5 ဒီပါတွေကန်ပြီးတော့ကစားလို့ရတယ်ပေါ့အဲအဲ့လိုမျိုးကစားလို့ရတယ်ဒါပေမဲ့ ကစားပွဲထဲမှာတော့အမဲအမဲသမားကဘာပဲရှိခဲ့လဲဆိုရင် Bishop D7 ပေါ့အဲ Bishop ကျင်းနဲ့ Lord ဆက်မှာမလဲခြင်းဘူးပြီးနောက်တစ်ခါကျတော့တဖက်ရဲ့ရှုပ်ခွဲကိုလည်းအဲဆောင်းဆိုင်ခြင်းနဲ့ waiting move တွေအနေနဲ့ဆိုတော့အဲကိုကစားကို development လုပ်လိုက်တယ် Bishop လည်းမလဲဘူး Bishop D7 ထဲမှာပဲတတရာလေးပဲထားထားလိုက်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထည့်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာ Gukesh ကဘာရှိခဲ့လဲဆိုရင် B3 ပေါ့အဲ့တော့ဒီ structure ကို ပြောရမယ်ဆိုလို့ရှိရင်အာဒါဒီဟိုပြောရမယ်ဆိုတော့တစ်ချိန်ချိန်မှာအဖြူက D4 ကိုရောက်အောင်ကန်မှာပဲပေါ့နော်ဘာကြောင့်လဲဒီမှာလဲ तू က ကံမှုအတွက်ကိုပြင်ဆင်တယ်အဲဒီမှာ bishop dash square bishop ဆိုလို့ဆိုရင်လည်းဒီ diagonal ကထွက်လို့ဆိုရင်တိတ်ပြီးတော့အဲမကောင်းဘူးပေါ့နော်ပြောရမယ်ဆိုလို့ဆိုရင်အဲ့သားသူက bishop ကို b2 ကထွက်မယ်ပြီးတော့အခွင့်အရေးများရခဲ့မယ်ဆိုလို့ဆိုရင် d4 တွေပါလေကန်လာမယ်အဲဘဟုမှာပုံးတွေကိုနေရာယူမယ်ဆိုတဲ့ idea လေးပြောဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ဖက်ကအမေကစားသမားပါရွှေ့ခဲ့လို့ဆိုရင် bishop e6 ရွှေ့ခဲ့ bishop e6 မှာပါရွှေ့လဲဆိုတော့ bishop b2 ပေါ့ ဘက်ဂျက်ဘီတူမှာ gain ha လေးရှောင်းထားတယ်ဒါကတော့ဟို gain လေးကိုကျုပ်ပြီးတော့ရှောင်းထားတယ်ပေါ့နော်ဒါတစ်ချိန်ချိန်မှာဒါအမဲအနေနဲ့လည်း f ပေါင်းနေကိုအရှိတက်ပြီးတော့ကစားတာမျိုးလည်းအဲလုံနိုင်တယ်ပေါ့ဘာဖြစ်ဖြစ်ကျုပ်ပြီးတော့ရှောင်းထားလိုက်တယ်ပေါ့ waiting လေးလောက်ထားတယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာတော့အဖြူကနေပြီးတော့ Google ကဘာရှိခဲ့လဲဆိုတော့ Rook A2 Rook A2 ကတော့ အဲတကယ်တမ်းပြောရမယ်ဆိုရင်ဒီဟောင်က engine move လို့ပြောလို့ရတယ်ဗောနော် engine move ဆိုတာကပြောရမယ်ဆိုရင် google cache အနေနဲ့ဒီ opening preparation မှာအဲသူပြင်ဆင်ထားတဲ့ engine move လို့ပြောလို့ရပုံမှန်ပြောဆိုလို့ဆိုရင်တော့ဒီမှာက root တူလို့ရှေ့ဘက်မျိုးကအဲရှေ့ဖို့ရှားတယ်ဗောနော်အဲရှေ့ဖို့ခက်ခဲတယ်ဗော ဒါပေမဲ့ Rocket 2ရဲ့ idea ကမလုပ်ချင်တာလဲဆိုတော့လက်လက်ဆက်မှာဆိုရင်ဗျာဒီ second line ကြီးကလည်းပိတ်နေတာပေါ့ဒါပေမဲ့ဒီ Rocket 2ရဲ့ idea တစ်ချိန်ချင်းမှာအဲသူ့ဒီဒီ root ကို D2 တွေဒါမှမဟုတ် E2 တွေလာနိုင်တယ်အဲပြီးတော့နောက်တစ်ခုကကြတော့ second run မှာ Rook ရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီ F2 ပွန်လေးကိုလည်းကဲထားပြီးသားတော့ဖြစ်တယ်ပေါ့နော်ဒီ big shot တွေ night တွေဖယ်ပြီးွားပြီဆိုလို့ရှိရင်ဒီလိုမျိုး idea လေးတော့ဖြစ်တယ်အဲပုံမှန်အပြင်ကျွန်တော်တို့အဲတိလိုက်မယ်ဆိုရင်တော့ဒီကောဒီ shot ကိုရန်နေနေလေးတော် ထူးဆန်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကျွန်တော်ထပ်ကြည့်မယ်ဆိုရင် Nadesh 5လာတယ် Nadesh 5ကတော့ဒါဘာလို့ချင်တာလဲဆိုတော့အမေရိကစားသမားကလည်းသူ့ရဲ့ night ကို Nadesh 5တွေ Nadesh 4တွေဝင်လာပြီးတော့ game site ကို တိုက်ချင်တယ်ပေါ့နော်အဲ့နောက်မှာ G5 တွေပါနေတယ်လိုက်လို့ရရင်လိုက်မယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲထပ်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာ Google Cash ကဘာရွှေ့ခဲ့လဲဆိုရင် Night 4ဒါသူ့ရဲ့ Night ကို နေရာတွေပြန်လှည့်တယ်အဲ Night 4လာတယ် Night 4မှာ ဘက်ချက်စီဝန်လာတယ်ပေါ့အဲဘက်ချက်စီဝန်သွားပြီးတဲ့နောက်မှာဘာတွေ့ရလဲဆိုတော့အဲ rook ရဲ့ second rank ကြီးကပွင့်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာ a2 ကိုရောက်လာတဲ့ rook ဒီအဲ d2 တွေ e2 တွေကိုအဲပြန်ပြီးတော့ trade လို့ရတယ်ပေါ့လောလောဆယ်တော့ e2 တော့မရသေးဘူးပေါ့နော်တစ်ချိန်ချိန်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင် queen of 6လာတယ်အဲဒီနေရာမှာကျွန်တော်တို့အမဲရနေပြီးတော့အဲ sacrifice saver တွေတော့လုံးလုံးတော့မရဘူးပေါ့နော်ဥပမာ net H3 တွေပါစားတာမျိုးပေါ့နော်ဒါမျိုးတော့တလုပ်လို့တော့မရအောင်။ဘာကြောင့်လဲဆိုတော့စားလိုက်လို့ဆိုရင်ပြန်စားမယ်။ Bishop H3 ပြန်စားတဲ့အခါမှာအဖြူကနေပြီးတော့ Knight G5 တွေပါခုံလိုက်လို့ရတယ်ပေါ့နော်။အဲ Bishop ကိုပြန်ချိန်မယ်ပေါ့။အကိမ့်မှဒါစားခဲ့မယ်ဆိုလို့ရှိရင်လည်းပဲ Queen H5 နဲ့ချက်ပြီးတော့ Bishop တွေပြန်စားသွားလို့ရတယ်။အဲ့တော့ဒါကတော့ sacrifice ကတော့အဲလုံးလို့မရသေးဘူးပေါ့အမဲအနေနဲ့။အဲ့တော့ဒီနေရာမှာအမဲကကစားပွဲတောင်ဘာပဲရှိခဲ့လဲဆိုရင် queen of 6ပဲရှိခဲ့ပေါ့နော် queen of 6အဲဒါကတော့အဲသူ့ရဲ့ queen လေးကိုပါဒီ king side ကိုခေါ်လာခဲ့တယ်ပေါ့ အဲ့တော့ night g3 လာတယ် night g3 မှာအဲ g5 တက်တယ် G5 ကတော့တက်ကိုတက်ကမှာပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ကိုကကင်းဆိုင်ကိုတိုက်ဖို့ပြင်နေပြီဆိုလို့ရှိရင်ကိုကသူများကိုတိုက်တော့မယ်ဆိုလို့ရှိရင်တိုက်ဖို့အတွက်အကောင်းဆုံးကစားကောင်ကြီးကျွန်တော်ပုံးလို့ပြောလို့ရတယ်ပေါ့နော်။ပုံးနဲ့လိုက်ပြီးတော့ pressure တွေပေးမယ်။ဒီမှာဆိုလို့ရှိရင်လည်းပဲ G5 တက်လိုက်တဲ့အချိန်မှာဟိုဘာဖြစ်သွားလဲဆိုတော့ဒီ F4 မှာရှိရဲ့ night ကြီးကတော်တော်ကြီးကို strong ပါတယ်ပေါ့နော်။အနောက်မှာ E ပုံးနဲ့ G ပုံးနဲ့အား supporting ပေးထားတယ်။ F4 မှာလုံးဝဒါ Chico scan လေးရထားတယ်ဆိုတော့တော်တော်လေးကို mic တဲ့နေရာလို့ပြောလို့ရပါတယ်။ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထက်ကြည့်မယ်ဆိုလို့ဆိုရင်အဲအဖြူကနေပြီးတော့ password ကလည်းဆိုတော့ Google Cache ကကစားပွဲထဲမှာ Netish 2ဆိုပြီးတော့တွားရတယ်ဗောနော်ဒီ Netish 2ရဲ့ idea ကတော့သူက 9G4 လာပြီးတော့ဒီ H6 တွေ out 6တွေကိုကိုင်းတွေကိုမောင်းမယ်ဗောဒါပေမဲ့ဒီနေရာမှာတကယ်တမ်းပိုကောင်းတဲ့ shortcut ကတော့အဖြူကနေပြီးတော့ D4 data တွေကပိုကောင်းတယ် D4 data လိုက်တဲ့ idea ဆိုလို့ဆိုရင် D4 မှာဘဟုတဲ့အဲ challenge လုပ်ထားတယ်နောက်တစ်ခုကကြတော့အဲအကယ်၍များအမေကမစားဘူးဆိုရင်နောက်လက်ကျ D5 တွေပိုင်းနဲ့အဲ Bishop Knight ကိုခွာကွက်လဲလုပ်လို့ရတယ်ဗော အဲဒီလိုမျိုးဆိုရင်တော့ပိုကောင်းတယ်ဒါပေမဲ့ default တက်လို့ဆိုရင်အမဲအတွက်အကောင်းဆုံး shortcut က G4 ပေါ့ပြန်ပြီးတော့တိုက်မယ်ပေါ့အဲ bishop F4 ဆောင်းမယ်ဆိုလို့ဆိုရင် jade F3 ပြန်ဆောင်းမယ်အဲနောက်မှာ bishop E3 လေးပြန်ဆောင်းမယ်တော့ ED4 ဆောင်းရင် CD4 ပြန်ဆောင်းမယ်ပေါ့အဲ knight D4 ဆောင်းမယ်ဆိုရင်လည်းပဲ bishop D4 bishop D4 ပြီးရင် knight H5 လေးခုံလိုက်လို့ရတယ်ပေါ့အဲခါကျတော့ bishop မကြချင် queen E5 လေးနဲ့ပြန်ပြီးတော့ထိန်းထားမယ်ဆိုရင်လည်းပဲ queen D F3 လေးပြန်ဆားလိုက်လို့ရတယ်ဒါဆိုရင်တော့ဒီနေထားတော့ equal position လို့တော့ပြောလို့ရပါတယ် အဲဒါဒီမှာအဆင်ပြေတယ်ပေါ့နော်အမဲအဖြူတော့လည်းအဆင်ပြေတယ်မဲတော့လည်းအဆင်ပြေတယ်ပေါ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကစားပွဲလေးပြန်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာတော့အခုနလီနေထားလေးမှာ Google Cash က default မတက်ဘဲနဲ့ Netage 2တွေပဲပြန်သွားတယ်ပေါ့ Netage 2ရဲ့ idea ကတော့အခုနကျွန်တော်ပြောသေးတယ်ပဲ Netage 4လာလို့ရရင်လာမယ်ဒီ app စင်မှာရှိရဲ့အကွင်းကိုမောင်းမယ်အဲ X ကပုံကိုတက်ရက်လောက်ထားမယ်ချင်းချောက်ထားမယ်ပေါ့အဲကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အမဲအားနေပြီးတော့ Queen G6 လာ Queen G6 ကတော့ရှောင်းထားတယ်အဲ့တော့ ်ဘစ်ရှော့ E3 လာတယ်ဘစ်ရှော့ E3 ကအချိန်ကွက်ကလည်းဒါမဆိုးကောင်းတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီ diagonal အိမ်မှာဟိုအဖြူရဲ့ဘစ်ရှော့ကြီးကအားကောင်းအမဲဘစ်ရှော့ကြီးကအားကောင်းနေတယ်အဲ့တော့အဲ့ဒီဘစ်ရှော့ကိုပြန်ပြီးတော့ဆိုင်ထားတယ်ဘစ်ရှော့ချင်း E3 ပေါ့ဘစ်ရှော့ E3 မှာဒီနေရာမှာအမဲကနေပြီးတော့တစ်ခါနဲ့ D5 ဆိုပြီးတော့ strike လိုက်တယ် အဲ့ဒါလုတ်လေလုတ်တဲ့နယ်ဒါလိုမျိုးထပ်ပြီးတော့ကိုယ့်ရဲ့ကစားကောင်တွေကို space ထည့်ရမယ်တစ်ဖက်ကိုလည်း pressure ပေးရမယ်အဲ့တော့စားတယ်85 pressure 85 pressure 86 ctb6 အဲစားပြီးတဲ့နောက်မှာ body set ရှိတယ်ဆိုတော့ knight f3 လေးပြန်လာတယ်ဒီ knight f3 ရဲ့ idea တော့ဒီ e5 ကပုံးလေးကို pressure ပေးထားတယ် knight နဲ့ rook နဲ့ပေါင်းပြီးတော့နှစ်ကောင်နဲ့ချိန်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာ rook a d8 လေးပြန်လာထားတယ် rook a d8 ကတော့ ဒီ C4 လေးကိုပြန်စားမယ်ပြီးရင် D3 ကိုစားမယ်ဆိုတော့ idea လေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ခါက Google Cache ကပြန်တော့ပြန်လဲဆိုတော့အဲ root D2 ပေါ့ဒီမှာတော့သူရဲ့ root လေးကအစောပိုင်းဟို root D2 တင်ထားတဲ့ root လေးကတော်တော်လေးကိုအလုပ်ဖြစ်သွားပြီလို့ပြောလို့ရတယ်အဲဒီမှာ D5 မှာအဲ root နဲ့ queen နဲ့နှစ်ကောင်ထပ်ထားတယ်ဆိုတော့ဒါမဆိုးဘူးပေါ့နော်အဲ့တော့ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် bishop C4 delay C4 စားတယ်အဲ့ချိန်မှာအဲ f6 လေးတက်ထားတယ် အဲ့ဒီမှာက asset လိုက်တဲ့အခါမှာဘာဖြစ်သလဲဆိုတော့ demand ရဲ့ဒီ bond structure ကြီးကတော်တော်မိုက်တယ်လို့ပြောလို့ရတယ်အခုနကျတော့အရှိမပြောခဲ့သလိုပဲဒီ F4 မှာရှိရတဲ့ night ကအမဲတော်တော်တော်လေးကိုကောင်းနေပေါ့နော်အဖြူရဲ့ကစားရုပ်တွေကို space တွေလည်းချုပ်ထားတယ်ကိုရဲ့ night ကြီးကတော်တော်ကြမှာပြိုင်ဘက်ကင်းနေတယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ် ဲလက်ရှိမှာဆိုလို့ဆိုရင် DeFi မှာအကြိမ်သူကစားမယ်ဆိုလို့ဆိုရင် group နဲ့ပြန်စားထားရင်ပြဿနာမရှိဘူး night ကပြန်ပြီးတော့ save ထားတယ်ပေါ့အဲကျွန်တော်ဒီနေရာထားမှာကစားပွဲထဲမှာ Google Cash ကပါရွှေ့ခဲ့လဲဆိုလို့ဆိုရင် night e4 ဆိုပြီးတော့ရွှေ့ခဲ့တယ်ပေါ့ အမှန်တော့ဒီနေရာမှာအဲပိုကောင်းတဲ့ရွှေခွက်တစ်ခုကဘာရွှေရမလဲဆိုလို့ဆိုရင်အဲ B4 တွေပါတက်တာပိုကောင်းတယ် B4 တက်မယ်ဆိုလို့ဆိုရင်အဲစဉ်းစားကြတစ်ခုက B4 ပုံကကြာမှာလားဆိုတော့မကြဘူးပေါ့နော်။ဘာ B4 တက်လိုက်မယ်ဆိုလို့ဆိုရင်ဟိုတစ်ချိန်ချင်းသူကစားလိုက်မယ်ဆိုရင်လည်းပဲအေး CB ပြန် CB ပြန်စားလို့ရတယ်။ပြီးရင် A5 ပဲဖြစ်ဖြစ် C5 ပဲဖြစ်ဖြစ်တက်ပြီးတော့ break တွေလောက်တာမျိုးတွေကဒါ ်သူ cash အတွက်ပိုကောင်းမယ်လို့တော့ထင်တယ်ပေါ့နော်ဒီနေရာမှာအမေက night before လဲသွားစားလို့မရဘူးဘာကြောင့်လဲဆိုတော့ delivery ကြီးကျန်နေတယ်အဲ့တော့တူကအရင်သွားစားမယ်ဆိုရင်လည်းပဲ queen နဲ့ပြန်စားအောင်ဆက်ဒါကြီးပြန်ထိန်းထားတယ်အဲ့တော့ဘာဖြစ်ဖြစ်ဒီလိုလေးဆိုလို့ဆိုရင်အာအဖြူတွေကပို့ပြီးတော့ကောင်းတယ်လို့တော့မြင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ကကစားပွဲလေးကိုပြန်ပြီးတော့ချိရပါပေါ့ကစားပွဲထဲမှာတော့ဒီနေ့ထားမှာ cash ကပါရှိခဲ့လဲဆိုရင် night e4 လေးပဲရှိခဲ့တယ် နောက်တူရဲ့ night ကိုအဲ center ကိုပြန်ပို့ထားတယ်အဲ့တော့ထပ်ကြည့်မယ်ဆိုလို့ဆိုရင် root date detour စားတယ် quant date detour စားတယ်အဲ့ချိန်မှာတခါပါထပ်လို့လဲဆိုလို့ဆိုရင် root date file လေးပြန်ယူတယ်ပေါ့ file ပြန်ယူတဲ့အခါမှာ queen e3 လေးပြန်နေထားတယ် queen e3 မှာ f5 အဲ့တော့ f5 ကဟိုတဖြည်းဖြည်းနဲ့ဘုန်းတွေကအရှိတ်ကိုကြောက်လာပြီးအဲ့တော့ night ကပဲသွားမလဲဆိုတော့ night က night g3 ပဲသွား night g3 မှာ night d3 လာတယ် root ကိုချိန်ထားတယ်ပြီးတော့ f4 ခွာခွာလုပ်မယ်ပေါ့ ဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင် root က d1 လာတယ် root d1 မှာ f4 လေးတက်တယ် f4 တက်ပြီးတော့အချိန်မှာခွားခွားမိသွားရစမယ်ဒါပေမဲ့ဖြီးကြာဖြီးခွက်ကဂျန်နေသေးရပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေရာမှာဖြူရနေပြီးတော့ဘာရှိလို့ရ queen e4 လေးရွှေ့လို့ရ queen e4 ဆိုတော့ဆရာဒီ knight ကိုသွားစားလို့လည်းမရဘူးဒီမှာ queen ကဂျန်နေတယ်ပေါ့နော်ညိနေအဲ့တော့ queen queen ချင်းစားမယ်ဆိုရင်လည်း knight ကပြန်ရောက်လာမှာ အနိုင်ကပြောင်းလာမှာဖြစ်တဲ့ကြောင့်ဒီနေရာမှာကိုကအမဲရနေပြီးတော့သွားဆလို့မကောင်းဘူးမဆားဘဲနဲ့ဒီဇိုင်းလေးတည်ထားပဲကောင်းတယ်အဲ့တော့ဘာလို့မလဲဆိုတော့ဒီနေရာမှာဟိုကစားပွဲထဲမှာတော့မရှိခဲ့တယ်ဆိုရင် King H7 ဆိုပြီးတော့အမဲသမားရှိခဲ့တယ်အဲ့တော့ဒီနေ့ထားမှာ King H7 တွေကကောင်းတယ်ပေါ့နော်ကိုကသွားမဆားဘူးသူကလာဆားရင်ဆားပါစေအဲသူလာဆားလို့ဆိုရင်ကိုကင်းရတကွက်ကိုတကွက်အပေါ်ရောက်သွားတယ်ပေါ့အဲ့လိုပြောလို့ရတယ်ပေါ့နော်ဒီနေ့ထားမှာကျတော့ Google Shutter က အဲကစားပွဲထဲမှာတော့ Google Cash ကအဲ Quintic GC ဆိုပြီးစားခဲ့တယ်။အဲဒီ Shopify ကဒီ Shopify ကအဲအကောင်းဆုံးလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာ Night တွေပါတယ်လေရွှေ့လို့မကောင်းဘူးပေါ့နော်။ဟိုမှာ Night 5တွေပါတယ်ရွှေ့လို့ဆိုရင်လည်းပဲဘာလို့လဲဆိုတော့ Night 5တွေခုံလိုက်လို့ရ။ Night 5ခုံမယ်ဆိုလို့ဆိုရင် Queen ကိုလည်းချိန်ထားတယ်။ဒီ Rook ကလည်းညှိနေတယ်။ဒီ Night ကလည်းညှိနေတယ်။အဲဥပမာပြ Queen စီတူးသွားမယ်ဆိုလို့ဆိုရင်လည်းပဲ Rook D1 စားချက်လို့ရတယ်။ Queen နဲ့ပြန်စားမယ်ဆိုရင် Night ကိုစားလိုက်လို့ဆိုရင်ဒါတကောင်ကျသွားပြီဆိုရင်ရှုံးသွားမှာဖြစ်တယ်ပေါ့။ပြီးတော့ဒီမှာဒီ Night နှစ်ကောင်ကလည်းဒီ Square တွေကို Guard လုပ်ထားတယ်ပေါ့။ ော်နော်အဲ့တော့ဒါတော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲလေးပြန်ကြည့်မယ်ဆိုရင်ကစားပွဲထဲမှာတော့ဒီနေ့ထားမှာ Google Cash က Quintex ကြီးစစ်ချက်တယ်အချက်တော့ gain နဲ့ပြန်စားတယ် gain နဲ့ပြန်စားပြန်တော့ night e4 လာတယ် night e4 မှာတခါထပ်ပြီးတော့ gain f5 ဆိုပြီးတော့ night ကိုမောင်းတယ် night ကိုမောင်းတဲ့အတွက်ကြောင့် night ကဘယ်တော့ရလဲဆိုတော့ night က ဟို after after ရကောင်ကဒီလူကိုပြန်လာပြီး night night ချင်းချိန်ထားတယ်။အဲပြောမယ်ဆိုလို့ရှိရင်ဗျာဟို pawn majority တို့ကြည့်တဲ့အခါမှာဟို king side မှာဆိုလို့ရှိရင်အဖြေရဲ့ pawn က43လို့ပြောလို့ရတယ်ပေါ့နော်။ဒီမဲ့ queen side မှာကျတော့43ဆိုပေမဲ့အမဲမှာကအဖြူမှာထပ်ပွန်းလေးတွေရှိတယ်။ထပ်ပွန်းလေးတွေရှိရဖြစ်တဲ့ကြောင့် break through တွေကလောက်တော့အဲနည်းနည်းလေးခတ်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ပြီးတော့နောက်တစ်ခုကကျတော့ king possession ကိုရှင်းကြည့်တဲ့အခါမှာလည်း king ကဟိုအမဲ king ကတော်တော်လေးကိုအရှိရောက်နေ centralize ဖြစ်နေရဲ့။ပြီးတော့အဲ့နောက်မှာ h5 တွေ g4 တွေဒီ အဲလုတ်ပြီးတော့တက်ပြီးတော့ space ထပ်ပြီးတော့ချက်လို့ရတယ်အဲအဲ့လိုမျိုးလေးတော့ဟိုပြောမယ်ဆိုတော့အမဲ position ကပိုကောင်းတယ်လို့ပြောလို့ရတယ်ဒီနေထားမှာဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆို Nice 5အဲလုတ်တယ်ပေါ့နော်အဲ Nice 5ကတော့တိတ်တော့မကောင်းဘူးဒီနေရာမှာနေရာပိုကောင်းတာတော့ H5 ကတော့ပိုကောင်းတယ် H5 ဆိုလို့ရှိရင်အကြိတ်တော့ after 3တက်မယ်ဆိုလည်း Nice 5သွားလို့ရတယ်ပြီးတော့မှ Rook E1 လာမယ်ဆိုလည်း G4 တက်လို့ရတယ် H4 စားမယ်ဆို H4 ပြီးရင်တော့ Rook King လာမယ်ဆိုရင်ဒီလိုလေးသွားလိုက်လို့ရတယ် ဂျီ3တက်လိုက်မယ်ပေါ့နော်ဂျီ3လိုက်တဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီ pawn structure ကြီးကလည်းအရန်ကောင်းတယ်အဲပြီးအဲ့နောက်မှာအဖြူရဲ့ rook တွေက rook h8 တွေ rich 2တွေလာပြီးတော့ဒီ g2 ဘုံလေးလည်းချိန်လို့ရတယ်ပြီးတော့ knight ကလည်းဒီ3တွေပါတယ်ဝင်လို့ကလည်းကျနေသေးတယ်ပေါ့နော်အဒီနေ့ထားတော့အမဲကပိုကောင်းတယ်ကင်းအီးသွားမယ်ဆိုလို့ဆိုရင်ကျွန်တော်ဒီမှာ rook d3 ဝင်လဲရတယ်ပေါ့နော် sorry ကင်းအီးသွားတဲ့အချိန်မှာကျွန်တော်ဒီမှာ rook d3 လေးသွားလဲရတယ်ဘယ်တိတိမှာဆိုလို့ဆိုရင်သူက knight c5 ဆားမယ်ဆိုရင် re3 check ကင်းပြန်ဆောင်မယ်ဆိုရင် root e one chat ကင်းပြန်လာပြီး b dash cipher ဆောင်ဒါလည်းကျွန်တော်တို့ဒီနေထားအမဲရတာရပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကစားပွဲလေးပြန်ကြည့်မယ်ပေါ့နော်ကစားပွဲကအဲဘယ်နားလေးမှာလဲဆိုတော့ဒီနားလေးမှာဟုတ်လားကျွန်တော် king f5 လာတယ် king f5 မှာ knight f2 ပြန်လာတယ် knight f2 မှာ knight c5 လေးခုံလိုက်တဲ့နေရာပေါ့နော်ဒီမှာဟုတ်ပြီ knight c5 ချက်ခုံတဲ့ချိန်မှာတဲ့ကျွန်တော်ဒီနေထားမှာအမဲအဖြူကနေပြီးပါရှိခဲ့လဲဆိုရင် rook e1 လေးပဲပြန်လာတယ်2ရဲ့ knight လေးပြန်ပြီးတော့ save ထားတယ်ပေါ့နော် အဲ့တော့ night d3 ပြောင်းဝင်နေ night d3 မှာ rick က b1 ကိုပြန်လာတယ်အဲ h5 တက်တယ်အဲ့တော့ဟိုအမဲကသူအตาရတဲ့ site ကနေပြီးတော့ space ကြီးထပ်ပြီးတော့ချဲ့မယ်ပေါ့ h5 မှာ king က4လာတယ် king က4မှာတခါ knight c5 ဆိုပြီးတခါထပ်လဲတယ်ထပ်ထပ်ထပ်ပြီးတော့ level ကန်းလိုက်တယ်ပေါ့ဘာကြောင့်လဲလဲကန်းလိုက်နေဆိုတာက level ပြန်ဆိုလို့ရှိရင်ပုံကထပ်ပုံးပြီးသွားမယ်ဆိုတော့ဘာဖြစ်အမဲတော့ကောင်းတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် ဟိုဒီမှာထပ်ပြီးတော့ after read တက်တယ် after read တက်တာဒီဘာလို့တက်လဲဆိုတော့ဒီ night ကို ပြန်ပြီးတော့အဲ support လုပ်ထားပြီးရေပေါ့နော်အဲ့မှာတော့ g4 အဲ rutt 3ဝင်လာတယ် rutt 3ဝင်လာတဲ့ဝင်လာတယ်အဲ့တော့ rutt 3မှာ king f2 လာတယ် king f2 မှာ g4 ဆိုပြီးတက်တယ် g4 မှာ စားတယ်ပြန်စားတယ်အဲပြန်စားပြီးနောက်မှာအာကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာတော့သူက rook e1 ရွှေ့တယ်ပေါ့နော်အမှန် rook h1 ကတော့ပိုကောင်းတယ်အဲ rook h1 ရွှေ့လေဘာမှတော့ဟိုထူးတော့မထူးပေါ့ဒါပေမဲ့ရထားပို့ပြီးတော့ active ဖြစ်တယ်ပေါ့နော်ဥပမာ rook h1 ဆိုလို့ရှိရင် g3 ချက်မယ် king e2 ဆိုလို့ရှိရင် rook e3 ချက်မယ် king d1 ဆိုရင် knight take e4 ပဲစားလိုက်လို့ရအဲ knight take e4 ပြန်စားတဲ့အခါမှာအာဒီလိုမျိုးဆိုရင်ဟိုအမဲကတော့ပို့ပြီးတော့ကောင်းတော့ကောင်းတယ်ပေါ့နော်အနေထားရပြောမယ် ဟုတ်ကဲ့ကျွန်တော်ကစားပွဲလေးပဲပြန်ကြည့်မယ်ကစားပွဲထဲမှာတော့ဒီနေ့ထားမှာအဲ Rick Ewan လေးပဲရှိလိုက်တယ်ပေါ့နော် Rick Ewan Rick Ewan မှာဂျီ3ချက်တယ်ဂျီ3ချက်တဲ့အချိန်မှာ King က E2 ပြန်လာတယ်အဲ့မှာ King E2 လာတဲ့အချိန်မှာ Rick E3 နဲ့ချက်တယ်ချက်တဲ့အခါကျ King D1 လာတယ်အဲ့မှာရထားချင်းလဲတယ်စားတယ်ပြီးတော့ King E6 လာတယ် King E6 မှာအဲ King D1 လာတယ် Knight E7 လာတယ် Knight E7 idea ကတော့ဗျာ Knight F5 Knight E3 လာမှာပေါ့ အဲ့တော့ gain e2 လာတယ် knight fight လာတယ် knight fight မှာသူကချက်တယ်ချက်တော့ gain e7 ရှောင်းတယ်အဲတခါ knight e4 ပြန်လာတယ် အကင်းအစ်ပြန်လာတယ်ထက်ချက်တယ် Google Search အနေနဲ့ဟို Purple Jewel ရှာတယ်ပေါ့နော် Purple Jewel လုတ်တယ်ပေါ့ဒါပေမဲ့ဟိုတစ်ဖက်ကပြန်ပြီးတော့ရှောင်သွားတယ်ပေါ့နော် Game Upset ကစားတယ် Naive 4ချက်တဲ့ချိန်မှာ Game 7ပြန်လာတယ်အဲ့တော့ Night City 5လဲတယ် BD City 5ပြန်စားတယ်ပြန်စားပြန်လာ Naive 4ပြန်လာတယ် DC 5ကိုချိန်ထားတယ်ဒါပေမဲ့ Basic လေးပြန်တောင်းလိုက်တဲ့အခါမှာဟိုတနည်းအားဖြင့်ပြောရဆိုရင် Basic ပေါ်နေရ Wii တော့ Wii ရယ်ဒါပေမဲ့အဲ့ဒီ Wii ကိုတိုက်ဖို့ဆိုတာကအဖြူရဲ့ Night က D5 ကိုရောက်နေမှရမှာဒီ D5 ကိုရောက်ဖို့အတွက်ကကျတော့တွားပြနေရမှရှိတယ်တွားပြနေရမှရှိတဲ့ဖြစ်တဲ့ကြောင့်ဒါဘာဖြစ်အမဲတ ော့ fine တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာ Google Cash ကကစားပွဲထဲမှာ King D3 ရွှေပေါ့နော်ဒီရွှေကတော့မှားတယ်အဲဒါပေမဲ့ name နေ position name နေရတော့အမှန်ပဲအဲဒါပေမဲ့ဒီနေရာမှာအကောင့်တော့ပို့ပြီးတော့ကောင်းတာကဘာကောင်းလဲဆိုလို့ရှိရင် King F1 ပေါ့နော် King F1 သွားလို့ရှိရင်လည်း Knight D3 ပြန်လာမယ်အဲ Knight G5 ဆိုလို့ရှိရင် King F7 လာမယ် Knight အဲ Knight နဲ့ A7 အချက်မယ်ဆိုလို့ရှိရင် King F5 ပြန်လာမယ်ပေါ့ဒါလည်းတဖြည်းဖြည်းတဖြည်းဖြည်းတီးတီးနဲ့ဟိုရှုံးမှာပဲပေါ့နော်ဘာကြောင့်လဲဆိုတော့ position ကြီးကနေနေရပေါ့နော် Knight F8 ဆိုရင် E4 မကင်းနေရဝင်လာမယ်အဲနိုင်တီလည်းဝင်လာမယ်ဆိုရင်ဒါဘလို့မှမရတော့ဘူးဟုတ်ပြီအဲ့တော့ကျွန်တော်ကစားပွဲလေးပြန်ကြည့်မယ်ကစားပွဲထဲမှာဒီနေရာမှာကိုကက်ရှ်ကကင်း D3 ရွှေ့တယ်ကင်း D3 မှာအဲနိုင် H4 လာတယ်အဲ့တော့ G2 ဘုံကဘလို့မှကယ်လို့မရတော့ကယ်လို့မရဖြစ်တဲ့တော့ကျွန်တော်ဒီမှာဒီ B4 တတ်တယ်အဲ့တော့နိုင် G နိုင်တဲ့ G2 စားတယ် B8 C5 ပြန်စားတယ်ပြန်စားတယ် ပြန်စားရတော့မှ Night Day C5 ပြန်စားရတယ်အဲ Night E3 လေးပြန်လာတယ် Night E3 လာတဲ့အချိန်မှာ King E2 လာတယ်အဲ့တော့ Night Day C4 ထပ်စားလိုက်တယ်အဒီဆက်ထားလိုက်တဲ့အချိန်မှာပဲ Gugash ကအရှုံးပေးသွားတယ် Gugash ကဒီပွဲရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်သူဒီအဲကမ္ဘာဖလား World Cup ပြိုင်ပွဲကနေပြီးတော့အဲထွက်လာရပြီဖြစ်ပါတယ်တစ်ဖက်ကအမေကစားကလည်းတော်တော်လေးကောင်းပါတယ်ဒီပွဲလေးကတော်တော်လေးမိုက်ပါတယ် ဟုတ်ပါပြီအဲ့တော့ကျွန်တော်ရဲ့ဒီကစားပွဲ30ချက်လေးကတော့ဒီလောက်ပါပဲဒီကစားပွဲ30ချက်နဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိညာရှုရှင်လည်းကျွန်တော်ကိုကွန်မန့်လေးမှာမေးမြန်းသွားလို့ရပါတယ်အဲကျွန်တော်ဒီဗီဒီယိုကိုအားသောင်းလိုက်အောင်အားပေးကြတဲ့တက်ရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ